မင်္ဂလာပါခင်ဗျာမလ12ရက်နေ့အတွက်ဘူရောရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဖိလစ်ပိုင်တမရဟောင်းတူတာတေးကို ICC ကဖမ်းဆီးပြီးတဟိတ်ကိုသွားတဲ့လေရင်ဘော်ကိုအတင်းအမှခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့ဒူတာတေးရဲ့သမီးဖြစ်သူကသတင်းမီဒီယာတွေကိုပြောကြားခဲ့ပါတယ်ဖိလစ်ပိုင်တမရဟောင်းဖြစ်တဲ့ရူဒီကိုဒူတာတေးကိုနိုင်ငံသားထောင်ပေါင်းများစွာတည်ဆုံခဲ့ရတဲ့ ရက်ဆက်ကြမ်းကြုတ်တဲ့မွေးရစေဝါနှိမ့်နှင်းဖြိုခွဲမှုနဲ့ပတ်သက်ပြီးနိုင်ငံကရာဇဝတ်တရားရုံး ICC ကပြင်းပြင်းထန်ထန်ဖမ်းရမ်းထုတ်ပြီးတဲ့နောက်သူ့ကိုဟိတ်မြုပ်ကိုဥတီတဲ့လေရင်ဘော်ကိုအာမခေါ်ဆောင်သွားတယ်လို့သူ့ရဲ့သမီးဖြစ်သူကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ဒူတာတရားအင်္ဂါနေ့နှောင်းပိုင်းမှာလေရင်ဘော်မှာထားရှိခဲ့တယ်လို့သူ့ရဲ့သမီးဖြစ်သူနဲ့ပြည်တွင်းနှုတ် The Flappy Star တို့ကဖော်ပြခဲ့ပြီးသူတို့ကစစ်မှန်ရေးအခြေအနေတွေကိုထင်မစင်စားပဲလေရင်ဘော်ကိုအတင်းခေါ်သွားတာလို့ Bronica Duda Day က Instagram မှာရေးသားဖော်ပြခဲ့ပါတယ်။ ဖိလပိစတားရဲ့တေးကြထုတ်ပြန်ချက်တစ်ခုမှာတော့နိုင်ငံရဲ့ဒုတိယသမ္မတလည်းဖြစ်တဲ့ဆာရာဒူတာတေးကသူများဖတ်ခင်အားဟိတ်မြုပ်ကိုခေါ်ဆောင်သွားခဲ့တယ်လို့ပြောကြားထားပါတယ်ကျမတိစာကိုရေးရတာကတော့သူ့ကိုတင်ညာတဟိတ်ကိုအတင်းအကျပ်ခေါ်ဆောင်ခြင်းခံခဲ့ရလို့ပဲဖြစ်ပါတယ်။ဒါကတရားမျှတမှုမဟုတ်ပါဘူး။ဒါကဖိနှိပ်ချုပ်ချယ်မှုပါပဲလို့ဆာရာဒူရာတေးကရေးသားထားပါတယ်။ ်အင်္ဂါနေ့မှာဟောင်ကောင်ကနေဖလက်ပိုင်းကိုပြန်လည်ရောက်ရှိလာတဲ့အသက်89နှစ်အရွယ်ဒူတာဒေးကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆွဲချက်နဲ့မနီလာမြို့တော်ရှိပင်မလေးစိတ်မှာဖမ်းဆီးခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။ခေါင်းဆောင်ဟောင်ဟာအရှိတောင်အာဆာနိုင်ငံတွင်မွေးစေးမှောင်ခုသမားတွေကိုနှိမ်နှင်းမှုအပြင်းထန်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ရဲရီရဲ့အချက်လက်တွေပေါ်အခြေခံပြီးလူပေါင်း6000ကျော်တည်ဆုံခဲ့ရတဲ့ဖြုတ်ခွင်းမှုမှာတရားလက်လွတ်တပ်ဖြတ်မှုအရေအတွက်ဟာပုံများနိုင်တယ်လို့လွတ်လပ်တဲ့စောက်ကြည့်လေးလာသူတွေကယုံကြည်နေကြပါတယ်။ နယ်သာလန်နိုင်ငံတဟေးမှာတည်ရှိတဲ့ ICC ကဒူတာဒိတ်ကိုစုံစမ်းစစ်ဆေးနေတယ်လို့အရင်ကပြောခဲ့ပေမဲ့လည်းအင်ကာနဲ့မှာနိုင်ငံတွင်းဝင်ရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာအိန္ဒိယရဲ့ဂျီရိုမိုဘိုင်းဝန်ဆောင်မှုဟာမက်ရက်စတာလင်နဲ့ရုပ်တရက်ပူးပေါင်းခဲ့ပါတယ်မုကတ်အမာနီပိုင်ဆိုင်တဲ့ Reliance ကုမ္ပဏီအဖွဲ့အစည်းရဲ့ဂျီရိုမိုဘိုင်းဝန်ဆောင်မှုဟာအီလိုမက်ရက် Space 8နဲ့ Starlink ဂျီရိုအင်တာနက်ဝန်ဆောင်မှုတွေကိုအိန္ဒိယနိုင်ငံစီယူဆောင်လာဖို့သဘောတူညီမှုရခဲ့ကြပါတယ် ဒါဟာအိန္ဒိယပီလီယံနာရီရဲ့ရုတ်တရက်လှုပ်ဆောင်ချက်ဖြစ်တာကြောင့်နိုင်ငံနေနဲ့အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။အဆိုပါသဘောတူညီချက်ဟာစတားလင်နဲ့နံပါတ်1မိုဘိုင်းဝန်ဆောင်မှုဘာတီအက်တယ်ရိုအကြားအလားတူပူးပေါင်းဆောင်ရွက်မှုကိုအိန္ဒိယဈေးကွက်အတွက်မပြုတ်လုခင်တရက်အလိုမှာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။နိုင်ငံတွင်းလုပ်ငန်းစဉ်စတင်မှုအတွက်စတားလင်ဟာအဆိုရရဲ့ခွင့်ပြုချက်ရယူပြီးတဲ့နောက်သဘောတူညီချက်တစ်ခုစလုံးဟာအချိန်နဲ့တရက်ဖြစ်လာတယ်လို့လည်းသိရပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရန်ဒါမိုဒီဟာဝါရှင်တန်မှာ အလွန်မနဲ့တွေ့ဆုံပြီးတဲ့နောက်၎င်းတို့ဟာအာဂါတာတွင်ရှူလျားနိုင်မှုနည်းပညာနဲ့စံသစ်တည်ထူမှုဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ဒီလိုဆွေးနွေးပွဲအပြီးတပတ်ကြာမှာအခုလိုကြေညာချက်တွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။မလာ၁၂ရက်နေ့မှာကြေညာခဲ့တဲ့ဒီသဘောတူညီချက်အရအိန္ဒိယနိုင်ငံရဲ့အကြီးဆုံးတယ်လီကွန်အော်ပရေတာ Jio Platform ဟာ၎င်းရဲ့လက်လီဆိုင်တွေနဲ့ online store တွေမှာ Starlink စက်ပစ္စည်းတွေကိုကမ်းလှမ်းမှာဖြစ်ပြီးစက်ပစ္စည်းတွေအတွက်တက်ဆင်မှုဆိုင်ရာတွေကိုလည်းပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဂျီရိုနစ်ပိအိတ်တို့ဟာ၎င်းတို့ရဲ့သက်ဆိုင်ရာအခြေခံသဘောတူညီချက်တွေကိုမြင့်တင်မှာဖြစ်ပြီးအခြားသောပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဆက်လက်ပြုလုပ်မှာဖြစ်တယ်လို့ Redline ကအသေးစိတ်ဖော်ပြခြင်းမရှိဘဲပြောကြားခဲ့ပါတယ်။ Last Pay Chipsite SCS နဲ့ Juru Internet ဖက်ဆက်လုပ်ငန်းကိုလုတ်ကင်နေပြီးဖြစ်တဲ့ Juru Platform ဟာနိုင်ငံတွင်းစီးပွားဖြစ် Juru Internet ဝန်ဆောင်မှုတွေလွတ်တင်မှုအတွက်အိန္ဒိယနိုင်ငံရဲ့အာဂတထင်ကြောင်းမှုအဖွဲ့မှအတည်ပြုချက်ရောက်ထားပြီးဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ